အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဖတ်ပြပေးမယ့်စာလေးကတော့ဆရာညိုထုံးလူကြီးသားထားတဲ့ညာဝန်းတရားဆိုတဲ့ဝတ္ထုလေးဖြစ်ပါတယ်ညာဝန်းတရားမကြခင် အောင်မြင်စွာစုတ်ခွာရမယ့်မန္တလေးနေသည်ပတ်စာခွာဖြာမသိခင်အစွမ်းကုန်ဥပြင်းနေအောင်မမင်းဥလိုက်တဲ့ဘူးမနစ်ကလည်းဘူးဒီနေ့လည်းဘူးမနက်ဖန်လည်းဘူးမိုးကမရွာနိုင်သေး နေဘူးလုံးပြန်တော့မိုးရသည်မရောက်သေးသေး၍ရွာမှမသိတိတိကြီးကိုမိုးကိုမျောနေမိပြန်တယ်ခက်တာကမန္တလေးမိုးသည်ဟေ့တငယ်ချင်းရေဟုခေါ်ရလောက်အောင်ထိတဦးနဲ့တဦးမရင်းနီလာချီမိုးရင်းကာလရောက်လာတော့လဲမရွာပဲတလာကိုသတင်းကိုယောင်ဖြောင်းနေတဲ့ဤယခုလဲကြည့်ပါဦးတရံပြီးဆုံး၍တလာနီးပါးရှိနေခဲ့သည့်တိုင်မျက်စီလဲပြီး မိုးပေါက်တပေါက်လေးမှအကြမလားနေ့စဉ်ရက်ဆက်ပူပြင်းနေ၍မြေပြင်မှအပူငွေ့တို့သည်ထက်သူတချိန်ချိန်တက်နေ၏အပေါ်ကလည်းပူအောက်ကလည်းပူရသည့်အထဲလျှက်စင်မိကလည်းမလားလေကလည်းမတိုက်သူ့ကလေးအီယာအီယောင်တီတစ်ချက်မှမရလောက်အောင်သည့်ဘတ်ပေါင်းစုံမှဝိုင်းအောင်စုံနေကြ၍လူတွေလည်းကော့ပြန်၍ဤစလံဝေးကုန်ကြပြီအူးကရက်တစ်ဖြက်ဖြက်ခိုင်းမနစ်တုံးက ဒါလောက်မပူဘူးဟုပြောဤတယောက်ကတော့စိတ်ချင်လို့ပါဟုဒီနှစ်လို့ပူတာပါပဲဟုဆိုလိုက်ပြန်ဤကျွန်တော်တို့သည်မြမလူမျိုးများပြီးပြီးဘာမှအရင်မကြည့်သည့်နေပူပြင်းသည့်အကြောင်းပြောတာလေးကိုဝင်တယောက်နဲ့တယောက်တိုင်ဖောက်မငင်တယောက်ကအဖြူဟုဆိုလိုက်ရင်တယောက်ကအမဲဟုပြောမိသူကစန့်ကျင်ဘက်မှာအစဉ်သင့်ရှိနေဤတို့ဖြစ်၍တတိယလူခမညာမိသူဘက်ကိုလိုက်ရမှမသိတော့ပဲ နွေရာသီဆိုတာကူပြင်းလာပဲလေဟုညင်ဟန်ပြီးရှောင်ထွက်သွားသည် မရှောင်ရွေးလည်းမဖြစ် မကြခင်မှာစကားဝိုင်းတဲ့သူနေဆက်ကြဝလာပောက်ကွဲမှုအနီညိုကြောင့်ကဗရာသီဥရုပြောင်းနေခြင်းပြဿနာစသည်မှဖက်မှတ်မိသည်ဖြင့်ဘဟုတုတ္တရီပုံအော၍ရောက်လာနိုင်သည်ဤသို့ပင်ဖြစ်စေဒုက္ခလိုပူအယသည့်ထဲလက်ဖက်ဤအကျမ်းမကန်တဲ့သူအပူလိုင်းတွင်မုန်တိုင်းရောက်မလာ၍ကံကောင်းသွားသည် မှန်ပါသည်နွေရသည်ဆိုတာပူပြင်းသည်ပဲထို့ကြောင့်နွေကာလမှာအိမ်တွင်မအောင်နိုင်ပဲကိုနီးကိုဟန်ဖြင့်အပူရှောင်ကြရသမည်။လွန်ခဲ့သည့်23နှစ်တုန်းကတော့နေပူပြင်းလာပြီဆိုလင်ဖြင့်အရေးအော်ဝါအသာကောင်းမီနေရာသို့ပြေးကြရ၏။မြတ်ဖျားရှင်၏အရေးအော်မှာခူလုံကြ၏။မဟာမုဏိဖျားထဲမှာဖျားဘူးလာကြသူတွေထက်အပူရှောင်ကြသဖြင့်စီကားနေ၏။ကလေးတွေကစူညံခုံပေါက်စော့ကစားကြ။ လူကြီးတချို့ကရှုပ်ထွေးဆူညံမှုတွေကိုမကြားရမမြင်အောင်ပြု၍တရေတမောဆက်တောင်းခေါ်ကြဖြင့်တနေ့တာဖះရိမ်မှာခိုးယုံလုံရ၍ကုသူလဲရအရေးလဲဝဟန်ကြလိုက်ပါပြီခစ်တည်နှစ်တည်ဘလိုပဲပြောင်းသွားပါစေမန္တလေးနေရာဒီကတော့သူ့အချင်းသူရောက်လာသည်ဖြင့်ပူပြင်းနေစေလူသည်ခိပြတ်ပြထန်းကြအတိုင်းလိုက်နာကြရ၏ ခင်မီတို့တက်လာ၍အေယာကိုနှင့်ပန်ဂါတို့သည်လည်းအများစုကအာကိုရာပြု၍ရှေ့တန်းသို့ရောက်လာကြသည်သို့သောဖျက်စီမီမလာလင်ဖြင့်သူတို့လည်းဘာမှမတက်နိုင်သို့ဖြင့်အနည်းဆုံး3-4နာရီလောက်အပူရှောင်မှခိုးဖို့အတွက်အေးတက်ပြီးသည့်နေရာဘယ်မှန်းရှိမလဲဟုတွေးရ၏တယောက်ကိုတယောက်ငင်းမြန်းကြ၏ဒီမှာပင် Ocean Supermarket သည်ညရာဒီတဲကကိုယ်စိတ်ကလေးကဲ့သို့ စူပါမားကတ်ကြီးတစ်ခုလုံးဈေးဝယ်ရင်အပူရှောင်လာကြသူတွေဖြင့်တဲတဲလှုပ်စီးကားနေကြ၏ကျွန်တော်လဲထုံနီးသူနေလခင်ကလေးကအိုရှန်ဘော်ဒါကကော်ဖီဆိုင်လေးတစ်ဆိုင်မှာအချိန်ဖြုန်းသည်ကော်ဖီလေးတောက်လိုက်မုံလေးဖဲ့စားလိုက်ယူလာခဲ့သည့်စာအုပ်လေးဖတ်လိုက်ဖုံးပေါ်လိုက်ဒီနေ့အိမရတော်ရတာနဲ့စီစိန်တို့ကိုခန်းစားပြီးတကာလညနေ၄နာရီကျော်သည်နှင့်အိမ်မြန်ဖို့ကော်ဖီဆိုင်မှထလာခဲ့သည် ဟုတ်တော့ဆရာကြီးမဟုတ်လားဆရာကြီးဆရာကြီးခပ်ပေါက်သူဥတီသွားနေသည်ကျွန်တော်ကိုဆရာကြီးဟုဝေါ်ခေါ်လိုက်သူမှာငါ့ကိုခေါ်တာရောဟုတ်ရဲ့လားဟုစိတ်ထဲမှာမှတ်ထင်မိလိုက်သည်သိတော့မသေးချာဇဝေဇဝါဖြစ်ရင်လက်တလန့်အကွာဝေးရှိအတန်ကြားရာစီတို့စောင်းငယ်၍ကြည့်လိုက်သည်ခန္ဓာကိုယ်အနှဲငယ်ဝ၍စပန့်ခါဝင်ကြီးစင်မြန်းထသောအသက်ခကြီးကြီးမျိုးသမီးတယောက်ကျမကဆော့ကလေးကလှမ်းမြင်နေတာ ဟုတ်မှာဟုတ်ပါမလားလို့အနားရောက်မှဆရာကြီးမှန်းသိသွားတာလေမိတ်ဆွေအောင်တယောက်ကိုမထင်မပဲတွေ့ရ၍ဝမ်းသာပျော်ရွှင်နေသည့်အမျိုးသမီးကိုငေးကြောင်၍ကြည့်မိသည်စိတ်ထဲမှာလည်းမြင်မှုသလိုလိုရှိသည်ဘယ်မှာမြင်မှုတာပါလဲဟုစဉ်းစားမရစာပေဟောပြောဝဲမှာဆုံးခဲ့ကြတာလားကျွန်တော်တို့စာရေးဆရာတွေနေရာနှက်စာပေဟောပြောဝဲထွက်ရင်နေကန်စာပေမိတ်ဆွေများနဲ့ဆုံမြေ့ကြသည်ဒီတော့ကျွန်တော်မိတ်ဆွေတွေကတယောက်ဖြစ်မိလားသို့တော့ အသက်ရွယ်ရလာ၏မှတ်ဉာဏ်ဤကဦးလာပြီမို့တချိန်ကအကြောင်းအရာတွေကို မနှဲပြန်စဉ်းစားနေရ၏ဆရာကြီးကကျမကိုမှတ်မှတ်မိဦးထင်တယ်ကျမကတင်ွဲ့လီပြဿနာပါပဲဒီနာမည်ကိုအပြည့်အလွတ်စဉ်းစားသည်ဒေါ်တင်ွဲ့ကိုဘယ်တော့မှသိခဲ့ပါလဲဉာဏ်ကိုဖြစ်ညင်အသုံးချခဲ့ရသည့်တိုင်မှတ်မိစရာတွေကို အစဖော်ရင်မရတယ်လက်ခတ်ပါပြီဒေါ်တင်နဲ့ကကျွန်တော်ဖြစ်ကိုကြည်ရင်ရေလိုက်သည်ပြီးမှ ဆရာကြီးဘွက်ဒီစီလာထိုးတဲ့ရက်ကွက်ကဒေါ်တင်နှဲ့ရင်လေကဲမှတ်မိပါလားအဲ့ဒီတော့မှကျွန်တော်မှခေါပြာဟုအတန်ထက်သွားပြီးကိုနှစ်ဖူးကိုရိုက်လူမတက်ဖြစ်သွားခဲ့ရသည်တင်ငွေကူဆရာဝန်အဖြစ်တခါကတဘွားတော့ကခင်မင်းရင်းနှီးခဲ့ကြသည်ကျွန်တော်မိတ်ဆွေဒေါ်တင်နှဲ့သူ့မျိုးသားကကိုရီးမောင်နှစ်ပေါင်း40ကျော်ကြာပြီးအခုမှပြန်ဆုံတွေ့ကြခြင်းယုတ်တည်းရဆိုတော့ဘယ်မှတ်မိပါမလို့ဗျမတွေ့တာလည်းကြာပြီလေ အရင်တော့ဒီပုံစံမှမဟုတ်ပဲစပန့်ကောင်ဝင်ကြီးဝှက်ထားတော့ခမရကိုမှတ်မိဖို့တော်တော်ခဲရင်ပါတယ်ကိုရင်မောင်ရောနေကောင်းလားအတိတ်ကမှတ်ညံများပြန်လည်ရောက်ရှိလာပြီးအရာအလုံးကိုမိပြောက်သွားတာမျိုးမအိုသေးသမှုတော်ပါသေး၏အားလုံးကိုကျွန်တော်မှတ်မိသွားပြီပဲဗတ်ကြီးလာလို့ထမင်းမမြဲကျင်တော်ဘူးဆရာကြီးရဲ့ဝိဆရာတို့ကငါရွယ်ကြီးနဲ့တင့်တော်ပါမလားလို့တွေးမိသေးတယ်အခုမှဝေရင်သဘောကျလာမိတယ်ဒီလိုပူပူလောင်လောင်ကြီးမှာ စပန့်ခံဝင်ဝေးရတာပေါ်ပါပြီးလွတ်လွတ်လပ်လပ်ရှိတယ်။စပန့်ခံဝင်ဝေးရခြင်းအကြောင်းရင်းနဲ့ကောင်းကျင်းဖျားဖျားကိုဒေါတင်နဲ့ရှင်းပြလိုက်ရင်သဘောကျစွာအရှိရှိပြေလိုက်ပြီးမယောင်းဆွေယောင်းနဲ့တွေ့ရ၍ကျွန်တော်လဲဝမ်းသာသွားသည်။ဒေါတင်နဲ့ကအထူးပြောစရာမလိုမိသားစုလွန်ခဲ့သည့်အနှစ်20တုန်းကမြို့သစ်9ရပ်ကွက်ထဲမှာရောက်လာခဲ့သည့်အကြောင်းကိုအေးမောင်တွေ့လို့ရောဂါရှိတော်လဲကျမနေကောင်းကြောင်းပသမီးတွေလည်းအိမ်အောင်ကြကုန်ပြီဖြစ်ကြောင်း အမိကြီးဆုံးကဘန်ဝန်နှန်းဖြစ်ပြီးအိမ်ဆောင်ခွဲနန်းရှိမှနေသည့်အကြောင်းဘာအလက်ကစင်ကာပူမှာဘာငယ်လေးကရှေ့နေဖြစ်ပြီးသူတို့နဲ့နေကြောင်းချွေးမကလည်းရှေ့နေဖြစ်ကြောင်းစသဖြင့်ထို့နောက်ကျွတ်ကျွတ်အိတ်ထဲမှာဆွဲ၍လူနားမှာရက်နေသည့်ကလေးမလေးကိုမင်းငေါ်ပြရင်ဘာငယ်ရဲ့သမီးလေးဟုမိတ်ဆက်ပေးလိုက်သည်တပံသူမှာမြေးယောက်ျားလေး၃ယောက်မြေးမင်းကလေး၂ယောက်ရှိပါတည်းခွစ်ပါရခင်နဲ့မတူကြောင်းယောက်ျားနဲ့မင်းကလေးဆံခဲ့အတူစီးပြီး ဖြစ်ခြင်းသလိုဖြစ်နေကြကြောင်းအရှက်နဲ့အကြောက်လန့်မရှိကြကြောင်းကျွန်တော်လည်းရေဘက်မှဝင်ပြောနေသည့်ဒေါ်တင်ရွက်ကိုငေးကြည့်နေမိသည်ဒေါ်တင်ရွက်သည်အသက်အရွယ်အရခန္ဓာကိုယ်ပုံမှန်သဏ္ဍာန်ပြောင်းလဲသွားတော့လေစကားပြောနိုင်စွမ်းကတော့ယခင်အတိုင်းပင်တခွန်းမှဝင်မပြောတာပဲဒေါ်တင်မြင့်ရွက်ပြောသမျှတွေကိုနားထောင်ရင်စိတ်အာရုံတွေကလွန်ခဲ့သည့်အနှစ်40ကာလစီတို့ဖြက်ခနေမန္တလေးမြို့၏အနီးအနားတွင်ဒေါ်တင်နွဲတို့၏ရက်ွက်ကလေးရှိသည် အမှန်တော့ရက်ွက်ကလေးကိုဆိုတော့ညာလဲစီပင်သားရနေနေမိထဲမှာစီးဝင်တာမဟုတ်သူ့ရက်ွက်ကလေးတစ်ခုမြတ်တာထိုးစင်းမန္တလေးမြို့နယ်မြို့နယ်လေးခုသာရှိပြီးလူဦးရေနေပါ၍နေစရာတွေကပေါများလာရင်ဒေါ်တင်နေတို့ရက်ွက်ကသူ့ရက်ွက်ကိုဆိုရတော့လဲပလတ်စတစ်တွေသပြားဟောင်းတွေစသဖြင့်ရရာပစ္စည်းတွေဖြင့်အုံမိုးကာထားသည့်မြေဆိုင်တဲကလေးတွေချီရှိသောမြင်တွင်နေကြရက်ွက်မျိုးမဟုတ် ခရံကကမှုအိမ်လေးတွေဖြင့်အခိုင်အကန့်စောက်ထားကြပြီးအင်ဂျီ80တရာနီးပါးလောက်ရှိမည်အချို့ကကိုဝန်းတွေကတနိုင်တပိုင်းဝက်တွေမွေးကြခြံသေးသေးလေးတွေလှုပ်ပြီးချက်တွေမွေးမြူကြမိတို့ဖြင့်ကျွန်တော်လက်ဒီရက်ွက်ထဲကိုကြာတော့ချက်တွေဝက်တွေစေးထုတ်ဖို့ရောက်သွားတယ်ဒေါ်တင်ရဲ့တို့မိသားစုကိုခင်မွန်သွားသည် မုန်းဆိုင်တစ်ဆိုင်မှာမုန်းဖုတ်သည့်ဒေါ်တင်ရဲ့အမျိုးသားကိုရင်းမောင်က အရက်နဲ့နဲ့ပူပြီးဘလာကောင်း အားကောင်းမောင်းတဲ့နိုင်မင်းနဲ့လက်ဖက်တည်ဦးဆိုရအောင်ခက်အေးအေးနေတတ်ပြီးစကားနဲ့ဒီဒေါက်တင်နွဲ့ကတော့ဒုက္ခငုံနဲ့ဆန့်ကျင်ဘက်အသားညူညူပိမ့်ပိမ့်တွေတွေအင်မတန်စကားပြောနိုင်သူနိုင်မကြီးစိလေးခုံမစိလေးသမတယောက်ဖြစ်၍ပြောเสียအကြောင်းညာတွေကပေါ်နေသည်လားမဆိုနိုင်သူတို့မိသားစုလိုခင်မင်ရင်းနှီးသွား၍အကြောင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသူတို့စီတို့တလနှစ်ခေါက်သုံးခေါက်လောက်တော့ရောက်ဖြစ်သည် ပြောစရာထွေထူးမရှိရင်ရွေးချမ်းတောက်လိုက်လက်ဖက်လေးဝါလိုက်ဖြင့်စစ်ကူးတရားပြောကြလိုက်တစ်ခေါက်တော့ထွေရလေးပါစကားပြောကြရင်ပါတီကောင်စီဝင်ကြီးကြီးမာစတာတွေတဲကဆရာကြီးနဲ့ခင်နဲ့အသည့်များရှိမလားဟုထူးထူးခြားခြားမေးလိုက်သည်ဒေါ်တင်နဲ့သည်ကျွန်တော်ကိုတော်တော်လေးအထင်ကြီးနေသည်လားမပြောတဲ့မရှိဘူးယဘာကိစ္စရှိလို့လဲတခုခုကိုလေးနဲ့တွေးနေရင်အနားမှာထိုင်နေသည့်ခင်မွန်းတယ်ကိုစောင့်ငယ်ကြည့်လိုက်သည်သူ့စိတ်ထဲမှာ ကျွန်တော်ကိုဖွင့်ပြောသည်မပြောသည်ချိန်ဆနေဟန်စကားဝိုင်းသည် တခဏတိတ်ဆိတ်သွားသည်အင်းငါမိနစ်လောက်ကြာမှအစတုန်းကဆရာကြီးကိုမပြောတော့ဘူးလို့နေသေးတာကိုရင်းမှာမှဆရာကြီးကတို့ထက်ပညာကြီးတယ်ငင်ပြောရင်ပြောကြည့်လိုက်ပါလားအကြံဉာဏ်ရလို့ရညာပေါ့တိုင်မင်တော်မမပါဘူးဟုပြောတာနဲ့လေကျမတို့နဲ့ဓာတ်ရိုက်မဆက်မိမဲ့ရက်ွက်ကိစ္စဖြစ်နေတော့လေခေါင်းဆောင်လို့မရရက်ရွာရေးဆိုတော့လေကိုရေးရမှောက်လားဆရာကြီးရဲ့ ဆရာကြီးကထုတ်ထက်ပညာဉာဏ်ကြီးသည်ဆိုသောဟာကြောင့်ကျွန်တော်မှတွန့်ကနေဘလို့ပြောရမှာလဲတွင်ကျင်ထိပ်ပါသည်ငင်းကလည်းလူရင်းကိုမရဘူးပြောเสียရှိရပြောလိုက်တာမဟုတ်ဘူးကိုရင်းမောင်ကအဆင်မရှိတော့ပဲကြားဖြတ်ပြောလိုက်သည်ဒေါ်တင်နဲ့မျက်စောင်းတွေက ကိုရင်းမောင်စီတို့နိုင်ငံနဲ့ရောက်သွားသည်၎င်းမျက်စောင်းဤပါပါဆွမ်းပါသည်ဘယ်မျှပြီးကြီးသည် ဆိုသည်မသိကိုရင်းမောင်တခါတည်းငြိမ်ကြသွားပြီးအတန်လွန်ခဲ့သည့် နှစ်လလောက်ကယတိလူလူဘိုးတော်လူလူအသက်50အရွယ်လူတယောက်ဒေါ်တင်မဲတို့ရက်ကွက်သူရောက်လာခဲ့သည်ရက်ကွက်အစွန်းနားလေးမှာတဲထူး၍တခန့်ပွင့်သည်ဆို၏ဘယ်ကလာ၍ဘယ်သူမှမသိကျူးမီရက်ကွက်မှာအတူနေထိုင်ရအကြရကြသမို့ရက်ကွက်ကလက်မခံသင့်လဲဘာမှမတန်နိုင်အောင်တက်သက်ဖြင့်သာကြည့်နေကြရသည် အချင်းကြကြမတိလိုက်ရလိုက်ဘိုးတော်ဆိုသူ၏ပင်ကိုဗီဇတွေပေါ်လာခဲ့ပြီအဲ့ဒီလူရဲ့တခန့်ထဲမှာမိမတွေဖြင့်တေယုံယုံ တစ်နှစ်တစ်နှစ်ကြာရသည့်တဲ့တွေကမကောင်းစီးပွားရေးလက်ကောင်းအောင်မိမာတွေကိုဘိုးတော်ကကုံွေပေး၍ခိုးလုံးစေသည်ဟု၏ကို့ဘာသာကုံွေပေးမကအပူဝဲတိုက်တိုက်ဒိုးနေပါဆိုင်နာမှတ်လို့အနေသာကြီးဟုတွေးရလည်းမရရက်ွက်ထဲကသားပြူသမီးပြူကလေးတွေအတွက်အန်ဒီရရှိသည့်အပြင်ပဝင်းကျင်ကမကောင်းတာလုပ်သည့်ရက်ွက်ဟုထင်မြင်ခံရလျင်ရက်ွက်လည်းနာမည်ထို့ကြောင့်မဟုတ်တာလုပ်နေသည့်ဘိုးတော်ရန်ကိုရက်ွက်ကရဲကိုတိုင်ကျင်တော်လဲ တန်ကျက်ကမဖွင့်ရင်ကျုပ်ကိုအထက်ပုတ်တွေပုတ်ကိုတွေကစောင့်ရှောက်နေတယ်တန်ကျန်တိုင်ဂိမ်းမဆက်ဘူးအထက်ကိုပိုင်ပြီးသားဘိုးတော်ရောင်ကသူ့ကိုလိုချင်းချောက်ဟေးဟောင်းလိုက်၍တရွက်ကလုံးတုတ်တုံမြမလို့ရဲတော့မချင်းနဲ့၍ရဲတမ်းပြပြန်နေလဲပုံမတော်တိုင်မိသူကိုဖမ်းလိုက်ရင်ခက်ရကြည့်ရင်းသမှုကြောင့်အနီကိစ္စအတွက်အကူရရလို့ရညာဒေါ်တင်ရဲတို့ကကျွန်တော်ကိုအကူအညီထောင်းလာခြင်းဖြစ်သည် စီနေကိုစောင့်ကြည့်လိုက်ပါအောင်ဗျာဒီလူကြီးထင်အားဆိုင်နေလို့ပဲဖြစ်မလဲထူးခြားလာမှာပါဟုသူတို့စိတ်သက်သာအောင်ပြောလိုက်မိသည်အဲ့ဒီနောက်တော့အလုတ်တွေရှုံနေရေးဒေါ်တင်လွဲတို့ရက်ွက်တို့ခြေဦးမလဲပြပဲ၃လနီးပါးကြာမှတစ်ခေါက်ပြန်ရောက်ဖြစ်ပြီးရောက်ရောက်ချင်းဘိုးတော်ရောင်ကိုရဲကဖမ်းသွားသည်တည်းကြားလိုက်ရသည်ဆရာကြီးကိုကျမတို့တယောက်ကလုံးဝကျေးဇူးတင်နေတာရဲ့ဟင်ဘာဖြစ်လို့ကျေးဇူးတင်ရတာတုံးဗျခိုးဘိုးတော်ရောင်ကိုရဲကလာဖမ်းသွားအောင် ဆရာကြီးကကူညီလို့ဆိုပြီးအမကပြောလိုက်တာကိုရှင်ကျေးဇူးမတင်မနေပါမလားဗော်တင်နဲ့စကားကြောင့်ဟာကနဲ့အတန်ထွက်သွားရင်မျက်လုံးပြူးမျက်စံပြူးဖြစ်သွား၏ချက်ချင်းပင်ကျွန်တော်နဲ့မဆိုင်ပါဘူးဗျာဒီကိစ္စကိုကူညီဖို့ဘယ်သူ့ကိုမှမပြောခဲ့ရပါဘူးတို့ဖြင့်ထူးခြားလာမှာပါလို့ဆရာကြီးကပြောသွားကြတဲ့ကကျမတို့စိတ်ထဲမှာဆရာကြီးကအကူအညီပေးတော့မှလို့သိနေပြီသားဆရာကြီးပြန်သွားပြီးရက်၂၀လောက်ကြာတော့အဲ့ဒီဘိုးတော်ရောင်ဆောင်တဲ့သူကိုရဲတွေလာဖမ်းသွားရော အဲ့ဒီလိုဖမ်းဖို့အထက်လူကြီးကိုနားပေါအောင်ပြောနိုင်သူကဆရာကြီးကလွယ်ပြီးဘာလို့ဖြစ်နိုင်မှာတော့ပါဇက်ဟောင်းကားဖြစ်သွားပြီးဘာပြောရမှမသိတော့အလိုလိုနေရင်အချောင်းနံမဲကြည့်ပြီးရက်ွက်ရဲ့ခြေသူရှိဖြစ်သွားရပါကောကောနောက်နောက်မှာတော့ရက်ွက်ကသူတို့ကိုအလမ်းမပီးသည့်ကိစ္စဝိစ္စမှန်သမျှကျွန်တော်စီတို့တိုက်ရိုက်ဥတည်လာတော့သည်အဲ့ဒီလိုနဲ့ညမကြမိမှာလဲပဲကျွန်တော်ကိုရက်ွက်ကခြေသူရှင်ကြီးအဖြစ်ယုံကြည်အကူအွယ်သည့် ဘိုးတော်ဆင့်တို့ပရိုမိုးရှင်းပေးလိုက်ကြသည်ဖြင့်အလိုလေးဗျာငွေရပါကလားတွေးရင်ဖြင့်ပင်ချွေးစည်းတွေလှိမ့်ထွက်ကုန်၏ဒီကိစ္စမှာကျွန်တော်ပြောကတခုမှမပါရောပြော၍လည်းမရကြာတော့ရှင်းလီရှုပ်လွေမှုငင်းနေရတော့၏ဒေါ်တင်နှဲ့ကရက်ွက်ကြီးကျေးဇူးရှင်ဖြစ်သွားသည်ကျွန်တော်ကိုကျေးဇူးတင်စကားပြောမဆုံးနိုင်ပြောရင်ဖြင့်ခန့်ဖွင့်သည့်ဘိုးတော်ရောင်ဤမကောင်းမှုပြချက်ကိုတခုချင်းပြော၏ပရိကိုလွယ်ပင်ဆွဲပြီး အရက်တော့ဒီအကြောင်းမိမာတွေကိုလည်းညာတိုင်းတရားပိတရားခေါ်အိပ်ဒီအကြောင်းထို့နောက်ယုတ်တရစကားဖြတ်ပြီးကျွန်တော်ကိုလှမ်းကြည့်ရင်ဒီကိစ္စဆရာကြီးကိုတိုင်အားအောင်မယ်ဗျာဟုပြောလိုက်သည်ဗျာအဗျာနဲ့ဆရာကြီးရေရဲတွေမကောင်းလိုက်ကြတာလက်ယူထားကြတာလားမသိပါဘူးဖမ်းသွားတဲ့သတင်းကိုညနေလှုပ်သိမ်းပြီးစစ်လေကုံကပြန်လာမှသိရတာရဲတွေကမားညာနဲ့ဖမ်းသွားတာတဲ့လေဘိုးတော်ဆိုသူက မိမတွေနဲ့ငားညာအိမ်အောင်တင်မဟုတ်ပါဘူးတော့လူတိုင်းတည်နေကြတဲ့ဥစ္စာကျမရည်တာတောင်းအ ਨੇ ဆုံးဆယ်ညမကရှိတဲ့ဆရာကြီးရဲ့အဲပုံမှန်ငားညနဲ့ရောထွေးပြီးချင်းရမြင်ရတွေ့ရင်မကျင်တဲ့ထားတွေကိုတုံထုံနေသည့်ဒေါ်တင်ရွဲ့တယောက်ပြောရင်းဖြင့်တရှိရှိဒေါသထွက်ရင်မဆုံးသူ့ကိုကြည့်ပြီးရဲကျင်တော်လဲမရဲချက်ပါဥပဒေပုံမှန်တွေကိုနားမလဲကြ၍ဒီလိုပဲရောထွေးပြီးတွေ့ကြလိမ့်မည်ပြီးတော့ကျွန်တော်တို့မြန်မာစကားကလည်းတခါတည်းရင်ရှင်းနေရင်ဖြင့် ရှုံဟန်ပြုတတ်သည်မြမလိုပြောပြီးမြမလိုတွေးကြတော့လေအတွေ့ကပုံမတော်ချော်ထွက်သွားတတ်သည်ဆရာကြီးဖုန်းနံပါတ်ပေးထားပါအောင်ဟုဒေါ်တင်မြတ်ကပြောလိုက်သည်ထို့နောက်အနားမှာရှိသည့်သူမြေကလေးကိုကျွန်တော်ဖုန်းနံပါတ်မှတ်ခိုင်းသည်ထို့ပြင်တဝါလေချာသွားအောင်သူ့လက်ကမ်းဖုန်းဖြင့်ကျွန်တော်ဖုန်းကိုခေါ်လိုက်သည်ဟောပွက်ဉာဏ်နေသည့်စကားပြောတဲ့အချိန်မှာညနေချင်းဆိုင်မှာဒေါ်တင်မြတ်ဤစကားပြောတဲ့ဟယ်လိုဟယ်လိုဆရာကြီးကြားလားတယ်လီဖုန်းကလိုင်းမဝင် ဘယ်ရောက်ဒီမသိအနာကပ်၍ဒီတိုင်းကြားနေရသည်မို့ကျွန်တော်လည်းကြားရပါတယ်ဟု ပြောလိုက်ရသည်စူပါမားကတ်အပြင်ဘက်သို့ရောက်လာသည်နှင့်အပူငွေတွေက လုံငနေရောက်လာခဲ့သည်လူချင်းမခွဲကျွန်တော်စိတ်ထဲမှာသူ့ကိုစကြင်နောက်ချင်းတွေပေါ်လာသည်တော်တင်ရွဲ့သားရွှေချွေးမရွှေရှိနေသည်ဖြစ်တော့ငါညာလူစင်ညာလူကြောင်းကောင်းကောင်းသိသွားပါဗလားသူကလည်းမခေပါနှစ်၄၀ကြာသည့်အတိုင်းကျွန်တော်အစပေါ်လာသည့်အချောင်းရင်းကိုလက်ခနဲ့တည်တည်လိုက်သည် မတော်ကားလမ်းကိုဖြတ်ပြီးရင်ကျွန်တော်စီလိုလှည့်ကြည့်လိုက်ပြီးတင်ရွဲတို့ကရင်လို့မဟုတ်တော့ဘူးဒီခက်ကြီးထဲမှာအားညတို့ဆယ်ညတို့ကခက်စားနေတာမသိပဲနေပါမလားအဲ့ဒီညဒီဒီမှာကညာပေါင်းတရာအထိကိုတွေ့ရတော့ရေခုံလုံးကြီးပါကိုတည်နေတာရေဆရာကြီးအင်းလေလာရင် ပြောပြရသေးတာပေါ့တဟဟရင်မွန်ရင်ဟောပြောလိုက်တဲ့တော်တင်ရွဲကိုကြည်ရင်ခက်နာကိုမလိုက်နိုင်တော့လဲစိတ်လိုတိုင်းနေကလေးများနေခဲ့ရသည် ခေဟောင်းမျိုးသမီးကြီးတယောက် လွတ်လပ်ပေါ်ပါမျိုးရှင်မှုကိုမထင်မဖဲတွေ့လိုက်ရ၏မော်တော်ကထားခဲ့သည့်နေရာသို့ထွက်လာခဲ့သည်ညနေရောက်လာသောလဲနေအောင်ကြီးကရင်းလက်တောက်ပါနေသည်မိုးသားတွေရှိလို့ရှိညာမိုးကောင်းကင်သို့တစ်ချက်မော့ကြည့်လိုက်သည်မိုးရိပ်တဲ့မြင်ရသည်မိတို့ပြီဖြစ်စေမိုးရွာပြီးအေးအေးလူလူရှိမိတဲ့ရမှာဒေါ်တင်ကတို့ချိန်တို့သွားပြီးသူရောပြမည်ညာပေါင်းတရာချမ်းကိုနားထောင်ကြည့်အောင်မဟုတ်တွေ့လိုက်သည် ူးစမ်းထွေလာဗာမြကြရမှာပါလေဝေဒီပု္ပ္ပာဖြည့်ရတတ်သည့်ညတွေပဲလားဒုမဟုတ်အဲ့ဒီညပေါင်းတရားတွေကပြုံးစရာရဲစရာတွေကြီးဖြစ်လင်ဘလောက်ကောင်းနိုင်မလဲအမှုရှင်ကြောင့်ချွေးတွေဆိုးလာခဲ့သည်ညမှာလဲပူလုံးတော့အဲ့လိုမရစိတ်ပြစရာဒီလိုဖြင့်အိမ်မရသည့်ညတွေကိုနောက်ထပ်ဗနည်းများကြုံရအောင်မှမသိငါညာလားဆယ်ညာလားကျွန်တော်မတွေးတတ်တော့ဘူးဆရာညှို့ထုံးသူ နားဆင်အပိကြတဲ့ကလစ်ကများအားလုံးကျေးဇူးမြတ်တာတင်ရှိပါတယ်ကျွန်တော်တို့ရင်ဝေးပါ